ီးခါဆိုပြီးတော့ရန်ကုန်ကနေပြီးတော့ ပေါ်ကဒေါ်ယူနဲ့ခေါ်လာတာခေါ်လာပြီးတော့သူတို့ကအနိုင်ခံကိုဘန်းပြပြီးတော့ဟိုဘက်ကမှဖာခံစားကြတာကောင်းပါလေအယောက်20ကျော်ရှိတယ်အဲ့လိုမျိုးသမီးရဒီဘက်ကအနိုင်သီးတယ်မဲ့ဆိုတော့သမီးရခေါင်းချော်ပြင်းစားသည်ဂျူလီဘာလာလည်းလုပ်တဲ့ဈေးတယ်ဆိုတော့သမီးရအနိုင်သီးတယ်ဆိုပြီးတော့လာတာအလုတ်တော့မဝင်ရသေးဘူးတပြောညမအောင်သမီးငယ်အထိုးလိုက်ကျူကြပဲသမီးရဘဝရဘုသမီးနဲ့လည်းအထိုးလိုက်ကျူတယ်ပါရဲ့နားရဲ့လည်းညမအောင်ရိုက်ကြတူတူစီးနေတယ်စီးကုန်တဲ့ရင်ပတ်တွေဟောလေအော်ဒီမှာလည်းပူပါ ော့ရေပြေနေဟောကျမအဲ့ဒါသာဘယ်လိုဖြစ်လဲကျမရေတိုင်းမှာ င်္ဂလာပါမွေး channel လေးရရင်ကြိုဆိုလိုက်ပါတယ်မိုးဒီနေ့တက်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့မိန်းကလေးအတွက်အရောက်မှာရည်ကြီးတဲ့သတင်းလေးတစ်ပုဒ်ကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအမျိုးသမီးက beauty parlor မှာအလုပ်လုပ်ကမယ်ဆိုပြီးတော့သူ့ကိုခေါ်သွားပါဘောနော်ဟိုလဲရောက်က beauty parlor မှာဟုတ်ခွင့်တယ်ဖာခန်းမှာအလုပ်လုပ်ခိုင်းတယ်ဘောနော်ဒါကြောင့် तू ကမလုပ်နိုင်ဘူးမိကောင်ဖခင်တသမီးဆိုပြီးတော့ပြန်မယ်လဲဆိုတော့သူ့ကိုဒီမိန်းကလေး၄၅၀ရောက်ကသူ့ကိုဝိုင်းပြီးတော့နှိပ်စက်တယ်ဘောနော်ဒရက်စီတွေရိုက်တယ်စပင်းနေဆိုအထွေးလိုက်ကျအောင်ဆွဲတယ်လို့လည်းပြောပါတယ်အခုဆိုရင်တော့ဒီအမျိုးသမီးကထွက်ပြေးလာနိုင်ပြီဘောနော်တဲ့ ဒီဖြစ်ရလေးရတော့မနှစ်ကဖြစ်သွားပါဘူးเนาะအခုလက်ရှိအချိန်မှာလည်းဖြစ်နေသေးပါဒါကြောင့်မို့လို့အမျိုးသမီးအနေနဲ့ဘဟုတုတ္တရအောင်တစ်ဆက်ပြလိုက်တာပဲဖြစ်ပါတယ်။မွေးဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။ဗီဒီယိုလေးမကြည့်မီမွေးချန်နယ်လေးကို like and subscribe နှိပ်တော့ဘူးလဲတောက်စုပါတယ်ရှင်။ကဲပြောပြောဘာဖြစ်လာလဲပြောကြည့်။သမီးရောအနှိမ့်အနှိမ့်သေးတာဆိုပြီးတော့ရန်ကုန်ကနေပြီးတော့ပွဲကတော်ယူနဲ့ခေါ်လာတာ။ ခေါ်လာပြီးတော့သူတို့ကအနိုင်ခံကိုဘန်းပြပြီးတော့ဟိုဘက်ကမှဖာခံစားတာတော့မှလေအယုံ20ကျော်ရှိတယ်အဲ့လိုမျိုးသမီးကဒီဘက်ကအနိုင်သီးတယ်မဲ့ဆိုတော့သမီးကခေါင်းချော်ပြင်းစားသည်ဂျူရီဘာလာလည်းလုပ်တယ်ဈေးဆယ်ဆိုတော့သမီးကအနိုင်သီးတယ်ဆိုပြီးတော့လာတာအလုပ်တော့မဝင်ရသေးဘူးဒီနေ့နေခင်ဘုန်းကြီးကအပါ30ကျော်မယ်ဆိုလို့ဒီလိုအချိုးရဘူးဘူး40နဲ့ ချွေကြီးကိတ်ကိုသမီးအားဖြစ်လို့တန်ခါတော့လူဖို့ဆိုပြီးတော့သူ့ကိုခွင့်နှောင်းတာခွင့်နှောင်းတဲ့အားငါတို့ငါတို့နင်တို့ကိုခေါ်လာတာတဲ့အပြင်ထွက်ခွင့်မပေးဘူးတဲ့ငါတို့ဆိုင်ရတဲ့ထွက်ချင်တိုင်းထွက်လို့မရဘူးတဲ့မိမနဲ့တန်ခါတော့လူချင်းနဲ့နောင်မလူတဲ့မြဖာတယ်မတဲ့ရုပ်ကောကျက်တဲ့မရှိတဲ့ဖာတယ်မတဲ့အဲ့နဲ့သမီးပြောလိုက်အမအဲ့လိုမရိုင်းနဲ့ကျမဖာမခံစားဘူးကျမတို့ကမိလောင်းဖာခင်စားသမီးတို့နော်ကျမတို့ကစစ်မျိုးရဲမျိုးတွေလို့ စိတ်ဝင်စားဘူးလို့အမဆိုင်မှာလည်းကျမရိုးရိုးသားသားဆိုလို့လာလို့မရိုးတာရင်အခုပြန်မှာလို့အဲ့လိုပြောလည်းပြောညီမကိုသဖင်နဲ့တို့လိုက်ကြကြပဲသူမိတော့ဘာရဲ့ဘိုးသဖင်နဲ့လည်းတို့လိုက်ကြတဲ့ပါရဲ့နားရဲ့လည်းညီမကိုရိုက်ကြသူသူစီးရင်နဲ့လည်းစီးကုန်တဲ့ညီမတွေဟောလေအော်ဒီမှာလည်းပူပါလို့ဟာရေပရေနဲ့ဟောညီမအဲ့ဒါသာဘယ်လိုဖြစ်လဲညီကလည်းညီမရဲတိုင်မဆိုတိုင်မလားတိုင်မလားဆိုသူသူစီးရင်နဲ့ရိုက်တာညီမပစံနဲ့လည်းပြောက်သွားပြီလား သိန်းကျော်လေးပတ်စံနဲ့သူတို့ယူမရှိဘူးဆိုပြောဖွက်တာလားပတ်စံနဲ့လည်းအကုန်လုံးပြောက်လဲပစ္စည်းလည်းမနေလိုက်တော့လာတဲ့နိုင်ရလဲ၄တောင်ကျော်၅တောင်နဲ့လည်းနိုင်ရလဲပြောက်ကျမကဝိုင်းပြီးရိုက်တာရိုက်ပြီးခွင်းမောင်းနေတော့နေရခွင်းတစ်ကောင်လိုပဲဟာကောင်မချစ်ချင်းထွက်သွားဆိုပြပစ္စည်းတွေအောင်ကျန်ခဲ့တယ်ကျမကဝိုင်းလို့တာအဲဟုတ်တယ်ခေါင်းပါလေးလည်းပိုးလို့ဒီမှာလည်းဒါရရနေပါဘာကျမတို့ နေရင်မရင်နေရောအဲ့ဒါဒီမှာရဲရောမတိုင်တော့ပါဘူးဆိုတော့မှကျမကိုလှုပ်ပေးတယ်အခုပဲဆက်လိုက်တယ်ရောမရင်ရောပစံနေလဲပြောက်လာတာဆိုတော့ဒီမှာလည်းလိုက်ကြအောင်လုပ်ရဲဟဲ့ဒီနေ့အတော့လိုက်ကြကြတာကျမကိုလည်းလှုပ်ပါလို့လည်းမလှုပ်ဘူးဘယ်သူလိုက်တာလဲအဲ့ဒီမှာဒီဘက်အချမ်းမဖားတဲ့အရ ွယ်ကြော်တဲ့ဖာထောင်စားတာဒီဘက်မှာအနှိပ်စည်းတဲ့ဆိုပြီးတော့ကောက်မသေး300ရောက်ပဲရှိသေးတယ်။ကျမကဈေးရောက်နေတယ်ငါနဲ့တနတ်မှလိုက်လာတာ။အော်မယူဆိုတာဘေးကမယူလဲ။ဂျော်ယူဆိုတာအိစိတ်ရပွဲစားအခုသူတို့ကအခုအဲ့အဲ့အင်းဆယ်ရပွဲသားကိုတီးလာ။အဲ့မျိုးသမီးကကောက်မလေးဖာတယ်တယောက်ကောက်မလေးကထွက်ပြန်ထွက်ထွက်သွားလို့အဝေစားတယ် ကကြီးညင်ညက်ပြီးတော့ပတ်စံနဲ့မရှင်းလို့ရဲတိုင်းတော့တိုင်းမှုကိုပတ်စံပေးပြီးတိုင်းမှုအချိန်မှာကကြီးနဲ့တော့ညက်တာတဲ့ရဲစကားနေရောရဲမိန်မဖြစ်တဲ့အတွက်သူတို့ကအခုအဲ့မိုက်ယုမိုက်ယုဆိုတဲ့ဟာမိုက်ယုဆိုတဲ့ဟာအမျိုးသမီးကအခုပဲမလဲအေးစိတ်ပါဟုတ်ပြီဟုတ်ကဲ့အခုကျမရောအဲ့လိုပုံကူးတဲ့နေရာမှာကျမအကြောင်းကြားပေးမယ်နော်ဟုတ်ကဲ့သူအခုသူက က်နောက်မှမကြောက်ဘူးဒီမှာလည်းရဲမိန်မဖြစ်တဲ့အတွက်ရဲတွေကိုလည်းအကုန်လုံးလိုင်းကျေးပေးထားတာအကုန်လုံးပိုင်တယ်သူကလူတယောက်ကိုတော့တတ်ပြလိုက်လို့ရတယ်အဲ့လောက်ထိရဲရောဒီရဲစကားကိုလည်းဂရုမစိုက်ဘူးတဲ့ဟာကောင်မရဲညီဘလောက်အရေးကြီးရှိလဲရှိနေညီနဲ့တုံနဲ့တွေ့မယ်တဲ့သမီးရောအလိုမျိုးပြောပြီးအထွေးလိုက်ချွတ်ကြရောသမီးလည်းဟိုတို့လောက်တာစကားတော့လူလို့ဆိုပြီးတော့မလူရဘူးဆိုပြီးတော့လောက်တာအဲ့တော့ပြောလိုက်ကျမတို့ခေါင်းချော်မြင်တာပြင်အနှိပ်သီးသမ်းမှာ မနေ့ဆက်တော်လာဤထင်မုံစားခွင့်ရှိတယ်လို့အမဟာကျမလာလို့ကဖာကန်းကိုလာလို့တာမဟုတ်ဘူးလို့အနှိုက်ခန်းကိုလာလို့တာလို့အဲကျမကိုတော့ပဲဆိုပြီးလို့တာကောင်းပါတယ်ကျမကရဲတယ်အကုန်လုံးပြီးတယ်ရဲမိန်ပါတယ်ကျုပ်ကတိုင်းလို့လူမျိုးတော်စောက်နေမဆိုင်ဘူးတဲ့ဒီတော့ကမှမျိုးမပြောနဲ့တဲ့ ပလိုက်လို့ရတယ်တဲ့အခုအဲအခုကတရားတဲ့အကြောင်းကြားပေးမယ်နော်ညီမညီမကိုရပေါ့အလေးကားစီအဲ့မီးကိုဟိုဟိုကလောက်ရမှာတော့လူကုန်ဘူးနဲ့တိုင်ရမှာဘူးတယ်ဘူးအတွဲလိုက်ကြည့်ရတယ်အဲ့အမျိုးသမီးရပင်သားလေးမှလည်း

အမျိုးသမီးရေးရပါတော့ပြောပြောတင်နေတာတော့အခုကလူကုန်ကူးတဲ့နေရာမှာဖလာခွန်နာအရောက်နောက်တယ်လူကုန်ကူးရောဟောရကျောင်းကအဲ့ဒီကဆိုပြီးကျမကိုခေါ်လာတာကျမတော့ခုနေအရောက်လည်းမဝင်ရသေးဘူးကျမအရောက်လည်းမဝင်ရသေးဘူးကျမကိုရိုက်ထားတာရစရာမရှိဘူးဘယ်တော့ကလာလဲကျမရောက်တာဘာရလောက်ပဲရှိသေးတယ်ရပါမှာအလုံးမလုတ်ရသေးဘူးကျမအလုတ်ခိုင်းလို့မရသေးလို့တဲ့မရဘူးဆိုတော့ကျမကျမကြီးမကောင်းသေးလို့ဆိုတဲ့ဟာကို ဟိုကျမမြင်တာတော်နာတော့နာတော်နာနဲ့မတဲ့လို့ကျမမြင်တာအဲဒီဟိုဟာဖြစ်လို့ရဲလို့ဆိုပြီးတော့ ကျမနောက်နှစ်ရက်သုံးရက်လောက်မှအလုပ်ဝင်မှာဆိုတော့မှဟတ်ကောင်မှညီရဖားပဲမှကျောက်ဆက်ပတ်လောက်ကောင်ညီရုပ်ကစက်သိမ်းမရှိဘူးဖားပဲမှရုပ်နေတယ်အဲ့ကြောင့်ပြောလိုက်ကျမဖားခံမစားဘူးလို့ကျမမျိုးရုံမှလည်းတော့အနေထောင်းလည်းမရှိဘူးလို့အမအနေထောင်းဆိုတော့ကျမကအောက်မေကဟောကလေပြီးတော့မှအဲ့ဒါအတိတ်ကလည်းဟောလူကုန်ကူးတဲ့လူပဲအေးပြလာဆိုပြီးလိုက်လာရတာလေအေးပြလိုက်ပြောကျမပြောလိုက်တယ်လေအမဖားထောင်စားမယ်ဆိုလဲဖားတယ်ဆိုလဲကျမမလုပ်ဘူးလို့ချက်ချင်းပြန်သွားမှာအဲ့ဒါကျမကိုဆွဲလောက်တာပို့ရပို့သွားပြီ အခုအဲ့ဒါဒီအခုကဘေကိုသွားဖို့အစီအစဉ်ရှိလဲအခုပြဲဖို့ပစ္စတိလားကောင်ပြဲဝင်တမောင်မလားတမောင်တော်လေးလူဖို့အတွက်ကိုလူလို့ဆိုပြီးတော့မလူရဘူးဆိုပြီးတော့ရိုက်တာတန်ကတော်လေးအဖ40ကိုဒီမှာအချိုးရဲ့ကတ်ဖို့ဆိုတော့လုံလို့တမောင်အဲ့ဒါကတ်တာမလားဆိုပြီးတော့အပြင်ထွက်ရမလားဆိုရိုက်တာအဲ့တော့ပြော မလောက်ဘူးလို့ကျမတို့ကဖားတဲ့လုံမစားဘူးလို့ပြောလိုက်တယ်ကျမကချမ်းသာအိမ်မနဲ့အဲအဲ့မိယူကအတိတ်ပဲမရှိတာမိယူရယ်ဆိုဆိုတာဒီအဲ့ဟိုကဒါပါလေအဲ့အဲ့ဟိုအင်ချင်းမှာဒေါ်လာတာဟိုကလေ သူ့သားတွေကတုံးောက်ရှိတယ်ဖတ်ပြီးတယ်ဟိုကရဲမိန်မရဲမိန်မကိုယူထားတာဒီဘက်မှာဖာကန်းခွင်လာဒီဘက်ကအနှိတ်ခမ်းတိတက်ဘန်းပြထားတာတောင်မလေးမှာ၃ယောက်ပဲရှိသေးတယ်အဲရိုက်တာရဲရဲဆက်ဆက်ရိုက်ဒီမှာရဲရဲဆက်ဆက်ရိုက်တာအဲ့ဒါတော့မှပဲဒီမှာရဲရဲတာရောမလားရဲတာရောမလားဆိုဟောကိုးတဲ့လူကလည်းလူရဲတော့မတိုင်တော့ပါဘူးဆိုတော့မှပဲရဲတော့ရဲခါမပိုင်လေဟောအကွာရဲစကားမဲ့နေတယ်အကုန်လုံးလိုက်ချက်ပေးတာတိုင်းထိပေးတာလား तू ကအကုန်လုံးပိုင်တာဖာကန်းခွင်လာအယောက်၂၄ယောက်မှတော်တော်များပါလေ ဒီဘက်ကအနှိမ့်ခမ်းပဲပြားရွေးဒီမှာအရှင်းနောက်သက်သေးလေးလည်းရှိပါတယ်ဒီမှာလေဘယ်ဒီပါလာဆိုပြောလာခဲ့တာကဲဒီကတော့အရင်တော့ကဂိမ်းနဲ့ဂိမ်းနဲ့အကုန်လုံးသူ့ပြီးရင်ပြီးတယ်တဲ့ကျမတို့ရဲသားကတော့အသက်ခံရမှာဒီလိုပုံစံနဲ့လိုက်သွားတယ်ပြီးကျမလည်းဒီလောက်တဲ့လုံသွားရမဟုတ်ကျမတို့ကဈေးရောက်သွားတာဘာမှမမြင်နိုင် တယ်။မနေရဘူး။တမတခုတော့ရှိရပေါ့။အဲ့အင်းစိန်ကရောက်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 ပြီ။ရဲမတိုင်ပါဝင်အစ်စင်ပြန်ပါမယ်ဆိုပါမယ်။ဟုတ်တယ်။တို့ကဒီလှုပ်လှုပ်ထားကျွန်မပြောပြမယ်နော်။ရှင်းပြဦးမယ်။အဲ့ဒါနေ့ကိုခေါ်လာတဲ့လူကအရေးကြီးတာနေ့ကိုခေါ်လာတဲ့လူလူတာတော့သူတို့ကတော့ဒီပုံစံဒီသူတို့ကကြတော့ဒီဒီမှာသူတို့ကအင်းစိန်ဟုတ်တယ်အင်းစိန်လာတယ်အင်းစိန်ဆိုရင်က ပါလဲဆိုတော့လူကုန်ကုန်လူကုန်ကုန်ရောက်မှယူတဲ့ဒါနာပဲအဲ့ဆိုင်ပေးနေရမှနေရလဲအဲ့ဒါတစ်ချက်ပြောတယ်အဲ့ဆိုင်ဟိုမှာဟိုမှာနေတာ तू က ဘယ်လိုပုံစံလဲဟောကြောင်းလဲပါပါနေတာဘယ်လိုပုံစံလဲမဟုတ်ဘူး तू ကလည်းအနေသီးသန့်ဆိုလို့ခေါ်တာ तू တို့ဖတာထားတာဟိုကလည်းမသိဘူးရိုးရိုးသားသားပဲအိုက်အန်ဒီကအဲတော်တော်ဟုတ်တယ်အဲ့ဒါတော့ဟုတ်တယ်လေဘယ်လိုဆိုင်ကိုပဲပို့ပေးတာအိုက်အန်ဒီကမကောင်းတာလည်းမကောင်းတဲ့ဆိုင်ဆိုတော့တမီးကကောင်းကောင်းမုံမုံပြောလိုက်ဘူးလားတို့ကကောင်းကောင်းမုံမုံပြောလိုက်တော့ရပါတယ်တမီးကပြောတယ်တမီးဖတာမှရောတမီးဖခင်မစားဘူးလို့တမီးကပြောတာဟုတ်ဘူးမဟုတ်ဘူးတမီးကတမီးကတော့နားလဲအောင်ရှင်းပြရင်တော့ရတယ်သူကအေးအဲ့လိုပြောလိုက်တမီးကထုံးတယ်လည်းမရှိဘူးလို့ပြောလိုက်တယ်နေရောက်ကြတဲ့ဖခင်မ င်လောက်တော့မဲ့မသားနာဟုတ်တယ်။သမီးရောအဲ့ဖာသမားကောင်မိုင်နဲ့မရှင်နဲ့လို့သမီးရောကရုပ်ဆိုးပေမဲ့အဲ့ဖာပဲသမီးချော်လဲဖာအလုတ်လုံးမစားဘူး။အဲ့အဲ့လိုအဲ့လိုအဲ့လိုပြန်ခွန်တော့လေ။ပြောလို့ညီမခွန်ကြတာအေးခွန်ကြတာလို့ဖြစ်တာ။အမားသူ့ကိုကောင်းကောင်းမွန်မွန်ပြောရင်ရတယ်သူကလေအဲဆိုတော့မဟုတ်ဘူးသူ့ကိုကောင်းကောင်းမွန်မွန်ပြောကျမဒီကမျိုးခေါ်လာခဲ့လို့သူဖြစ်တာပေါ့အဲ့လိုမျိုးဆိုတော့သူကဟုတ်တယ်ဟုတ်ဘူးသူကသူ့ရဲ့ခွင့်လေဒါကြတော့ အဲ့လိုမျိုးဒါပေမဲ့သူ့ကိုကောင်းကောင်းမွန်မွန်ပြောပြရင်ကျမကတော့ဒီလိုဒီလိုရှိတယ်เนาะအဲ့လိုဆိုတော့ကောင်းကောင်းမွန်မွန်ဒါဝင်အောင်ရှင်းပြရင်တော့သူကလက်ခံတယ်။ဒါဆိုသူ့ကိုပြန်ခေါ်ခေါ်နေတယ်။အမလို့အမတို့ဖာတယ်လို့ကျမတို့ချုပ်ကြိုက်လို့မရဘူးเนาะလို့ကျမတို့ကလူကောင်းကောင်းကောင်းမွန်မွန်လောက်တဲ့အလုံးမတဲ့အတွက်လို့ကျမတို့ အလုံးလုံးတဲ့ beauty parlor မှာနေရမနေ့စနေကြီးကိုမုတ်စားခွင့်ရှိရအပြင်ထွက်ခွင့်ရှိရလို့ကျမကိုဖားတယ်လို့မချောက်တိုင်းလဲလို့ကျမဖားခံလည်းမစားဘူးကိုအဲ့လိုပြောလို့သူမျိုးလောက်တာအာအပြင်ကတော့မထွက်ရဘူးဟုတ်ပါသူကလည်းမတိရှာဘူးထင်တယ်ဩအေးမတိလို့သူကလောက်တဲ့ဟိုသူတို့ငွေလောက်တဲ့တက်တိုင်းလောက်တာမနေ့အပိုင်းအပြင်ထွက်ခွင့်ရှိရတယ်လေအထွေးလိုက်ကြကြအင်းအင်းအင်းတိုင်းရောအဲ့ဒါကတော့စိတ်မကောင်းဘူးတိုင်အောင်မလားမတိုင်တိုင်အောင်မလားမတိုင်တော့ပါဘူးသူကမှရက်တယ်ပြန်ခွင့်ပေးတယ် အေးဒီဟိုမှာပုတ်ခဲ့တာလောက်လာရတယ်ပြနေမရနေဝိုင်းလောက်လာဒီဟိုကဒီစချက်ကိုဒီမှာလေကစားလေလက်ပြောက်တယ်သူတို့အကြောင်းမရောသမ်းမနေလို့တပိပတ်သက်ဝတ်ထားတာပြန်မဲ့ဆိုလက်တော့ပတ်တာကြီးလုံလဲလုံတော့ပတ်တာကြီးတိုးတယ်ပြောက်ပြောက်ပတ်တာတသိန်းတော့အကုန်မတွေ့တော့ ဘီလိုတည်းမှဆိုလို့ရှိရင်တော့ဒီအမျိုးသမီးရဲ့အရန်ကတနာဖို့ကောင်းတယ်ပေါ့နော်သူ့ကိုဒီလိုမျိုးလိန်ပြီးတော့ခေါ်သွားပြီးတော့နှိပ်စက်တယ်ပေါ့နော်အရန်လည်းကြောက်ဖို့ကောင်းတယ်အခုကြည့်နေတဲ့အမျိုးတွေမှာမိန်းကလေးရှိရတယ်ဒီလိုမျိုးအလုံးလောက်ကမယ်ဆိုပြီးတော့ခေါ်သွားရင်တတိချာစုံစမ်းပြီးမှသွားပါလို့ပြောချင်ပါတယ်ဘဟုတုတ္တရေသင်ခန်းစာတွေရမယ်လို့လည်းမျှော်လင့်ပါရှင်ဘိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါရှင်နောက်ထပ်လည်းမို့ဆက်လီတဲ့နေဟာတာဗီဒီယိုတွေဘဟုတုတ္တရရဲ့ဆရာဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တင်ဆက်ပြီးမှမို့မို့ channel လေးကို like and subscribe နဲ့တောင်းပန်တောင်းဆိုပါရှင် နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား